်ဟယ်လိုအားလုံးမင်္ဂလာပါရှင်ဒီနေ့မှာကတော့အာကိုလက်ရှိကြုံတွေ့နေရတဲ့ခြေရင်းကင်ဆာမှာကိုအာ reading ပတ်ပြီးရှင်ပါတယ်ဒါကြောင့်မလို့အကြိမ်များကိုလက်တလို့ပေါ့နော်ကြုံတွေ့နေရတဲ့ခြေရင်းကင်ဆာအကြောင်းကိုသိချင်တယ်ဆိုလို့ရှိရင်တော့ video ကိုစာအနေဆုံးတည်ကြည့်လို့ရပါတယ် video ထဲမှာတော့ generating ဖြစ်တဲ့အတွက်ကြောင့်ကိုလို့ energy ယူပြီးတော့မှအာ video လို့ထားပြပါတယ်အမလုံးနေလည်းကတော့ကိုရဲ့စိတ်ထဲမှာတွေ့ရမှာကကြတော့เนาะ ိုရဲ့လက်ရှိအခြေရင်ကကျွန်မကဘယ်လိုဖြစ်နေလဲဆိုတော့ကိုစေတရားနေပြောမှတွေးရင်းနေပဲဒီဗီဒီယိုလေးကိုဆက်ကြည့်ကြည့်ရအောင်မောင်ဆုံးနေတဲ့ကတော့လက်ရှိခြေရင်ကကျွန်မမှာတဲ့ကိုပါဆိုလို့ရှိရင်ဒီအနာကက်နဲ့အနာကက်ပေါ့နော်ဘယ်လိုမျိုးရေရှည်ထွက်အဲ့လိုမျိုးရေရှည်ထိသွားလို့ရမယ်ရေရှည်ထိအဆင်ပြေမယ် နော်ဆက်ဆံရေးတခုခုကိုကတွေးရှိထားတယ်တဲ့ဒါမှမဟုတ်ရှင်လည်းပဲရေရှည်တီသွားလို့ရတယ်ဆက်ဆံရေးတခုကကိုယ့်စီကိုရောက်လာလိမ့်မယ်ပေါ့နော်ဒါကြောင့်မလို့အာကိုကတကယ်လို့ပေါ့နော်အချိန်မှာအဲစရူရေးစားမရှိသေးဘူးဆိုလို့ရှင်လည်းပဲအဲ့လိုမျိုးခိုင်မြဲပြီးတော့မှအာတည်မြဲတယ်ပေါ့နော်အသေးစားဖြစ်တဲ့ဆက်ဆံရေးတခုကကိုယ့်စီရောက်လာဖို့ရှိတယ်တကယ်လို့များကိုကအဲ့လိုမျိုးအာဆက်ဆံရေးတခုရှိပြီးသားပေါ့နော် in relationship တမဆိုလို့ရှင်တော့အာကိုက အဲကိုယ့်ရဲ့လက်ရှိစီတူနေပေါ့နော်ပို့ပြီးတော့မှတည်မြဲတဲ့ဆက်စပ်ရေးတခုကိုပြောင်းလဲတောက်ဖို့ရှိပါတယ်။ဒါကြောင့်မို့လို့အော်ပြောရင်တော့တည်မြဲတယ်ခိုင်မြဲတယ်ဆိုတဲ့ဆက်စပ်ရေးတခုကိုရရှိပိုင်ဆိုင်မှုအတွက်အချိန်တွေကရရနေတယ်လို့ပြောလို့ရပါတယ်ပေါ့နော်။ပြမလို့ကပ်မိသွားတဲ့အခါမှာဒုတိယကပ်ကိုကြည့်ပြီးတော့မှဘာဒီရောထပ်ပြီးတော့ဖြစ်နေတယ်လေပေါ့နော်ဒီကိုလည်းလက်ရှိဆေးရေးကန်ကျမမှာဘာကြီးဆက်ပြီးတော့ဖြစ်နေတယ်လေကြည့်ကြအောင် ဒီကကတော့ the hero fan များရဲ့အတွက်ကြောင့် तू ကပို့ပြီးတော့လေအဲ commitment ရှိရလို့ပြောလို့ရတယ်ဂရိကဝတ်တွေရှိလာမယ်ဆက်ဆံရရဆိုလို့ရှိရင် just in a relationship မဟုတ်ဘဲနဲ့အဲဒီဘောတော့ပို့ပြီးတော့ဂရိကဝတ်တွေလည်းပို့ပြီးတော့ခိုင်မာနေမယ်ပေါ့နော်အဲဒါကပါရိနေဆက်နေတဲ့အတွက်ကြောင့် तू ကလေอืมတစ္ဆာတရားကိုလည်းကိုစားပြုတယ်ပေါ့နော်တစ္ဆာတရားရှိရယ်ဆိုရင်ကိုရနေတယ်ကိုကလည်းတစ္ဆာရှိတယ်လို့မျိုးတပတ်တူပါလေပဲကိုပုံမှာတစ္ဆာရှိရမျိုးဖြစ်တတ်တယ်ဒါက အင်နယ်ရှင်ရှင်သမားတွေဆိုလို့ရှင်တော့အင်နယ်ရှင်ရှင်သမားတွေဆိုလို့ရှင်တော့အတစ္ဆာတရားပေါ့နော်ကိုကလည်းတစ်ဖက်သူကိုတစ္ဆာတရားရှိတယ်လို့မျိုးပဲတစ်ဖက်သူကလည်းကိုယ့်ဘုံမှာတစ္ဆာရှိရမျိုးဖြစ်တတ်တယ်အဲတခါလေးမှလည်းပဲပေါ့နော်အဲ့လိုမျိုးအဆက်ဆက်ရင်းကြနေပြီး relationship တယ်မှာနှစ်တည်းအများကြီးကြာနေတဲ့သူဆိုလို့ရှင်တော့အဲ့လိုမျိုး marriage ထိသွားဖို့အတွက်ကိုအဲ့လိုမျိုးအပေါ့နော်အဲ့လိုမျိုး လက်ထောက်ခွင့်တောင်းတာတို့ပေါ့နော်တို့မဟုတ်လည်းပဲအဲ မိဘရင်းနဲ့အဲ့လိုမျိုးတွေ့ပြန်ပေးရမျိုးတို့မိဘရင်းပါရင်းနဲ့ဆုံးရပေါ့နော်အဲ့လိုမျိုးစကားပြောကြရမျိုးလေးဒီမိဘလည်းမိတ်ဆက်ပေးရမျိုးလေးဖြစ်နေလိမ့်မယ်ပေါ့နော်တကယ်လို့များကိုမှစစရေးတစ်ခုရှိမနေသေးရဲ့စနေကစင်ကယ်ဆိုလို့ရှိရင်တော့အဲစင်ကယ်လို့ဆိုလို့ရှိရင်တော့အဲ့လိုဗလာရေးနဲ့ဆက်နေပြီးတော့သူကစစတရားလည်းကိုယ်စားပြတဲ့အတွက်ကြောင့်ကိုကဒီအဲတိလာသမားဒီပေါ့နော်တိလာသမားဒီအဲ့လိုမျိုးရှိပြီးတော့အလုံးဝလူကျင်ကိုကောင်းတယ်တစတရားလည်း ခင်းတက်တဲ့သူပေါ့နော်ပြောရရင်တော့ကိုချစ်တရားကောင်းတဲ့သူတရားမျိုးစုံမှုရှိပါတယ်အာတကယ်လို့မတွေ့ရဘူးဆိုလို့ရှင်ပေါ့နော်အဲ့လိုလူနဲ့တွေ့လိုက်မယ်အာတစ္ဆာတရားလည်းရှိတယ်ကိုချစ်ကိုချစ်တရားလည်းကောင်းတယ်အာပြီးလို့ရှင်ဓမ္မတိလည်းကောင်းတယ်ပေါ့နော်ဒီလာလည်းရှိတယ်ပေါ့အဲပြောရရင်တော့လူကောင်းတရားပေါ့ကွာအဲ့လိုလူနဲ့ဆုံးတွေ့ရဖို့ရှိပါတယ်တကယ်လို့ဆုံးတွေ့နေပြီးတဲ့လူဖြစ်တယ်ဆိုလို့ရှင်တော့အဲ့လူပဲပေါ့နော်တကယ်လို့များမတွေ့ရသေးဘူးဆိုလို့ရှင်တော့အာတကယ်ကိုဇာတိတာကောင်းပြီးတော့မှကိုချစ်တရားကောင်းတဲ့သူနဲ့တွေ့ရဖို့ရှိပါတယ် နောက်ထပ်ပြီးတော့မှကြုံတွေ့ရမယ်အဲဆက်ရဟိုအခြေကံကျမပေါ့နော်လက်ရှိမှာဘာဆက်ပြီးတော့မှကြုံတွေ့ရနေရလဲပေါ့နော်သူကပေးရကကိုပြရတဲ့ကြောင့်ကိုကအဲ ဒါကတော့ကို energy လိုပဲကိုတွေးရပေါ့နော်ကို energy ကဘယ်လို energy လဲဆိုလို့ရှိရင်ကိုကိုတဘောချနေတက်တဲ့သူတွေအများကြီးရှိမယ်ကိုကိုစိတ်ဝင်စားတဲ့သူတွေအများကြီးရှိလိမ့်မယ်ပေါ့နော်ဒါပေမဲ့ကိုကတော့ဒီကိုတဘောချတဲ့သူတယောက်တည်းကိုပဲအာယုံစိုက်တယ်ကိုတဘောချတဲ့သူတယောက်ကိုပဲ attention ပေးနေတာမျိုးဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့လို့อืมတခြားသူတွေဘယ်သူတွေကဘယ်လောက်ပဲကိုကိုတဘောချနေပါစေဘယ်သူတွေကဘယ်လောက်ပဲကိုကိုလာပြီးတော့မှ အဲ့လိုမျိုးအအောင်ဆိုင်နေပါစေပေါ့နော်ကိုအအောင်ကတော့ကိုတဘောကြားတဲ့သူတယောက်တည်းမှာပဲအအောင်ဆိုင်နေတတ်ပါတယ်ဒါကြောင့်မလို့ကိုကတော့ဆန်းပွင့်နေပေါ်ပူလာဖြစ်တယ်ထင်ပေါ်ကြတဲ့ပေါ့နော်ဒါပေမဲ့လည်းကိုလာတွေကဘလောက်ပဲကိုလာတွေကိုလူတွေကဘလောက်ပဲတဘောကြားပြီးတော့မချင်းကပ်ပါစေပေါ့နော်ကိုတဘောကြားတဲ့လူကိုပဲကိုကနေပြီးတော့အဲ့လိုမျိုးအအောင်ဆိုင်နေလိမ့်မယ်တခြားသူကိုလည်းယူမဆိုင်ပြင်းနေပေါ့နော်အဲ့လိုမျိုးအစီအပိုင်းမှာဆိုရင်ကိုတဘောကြားတဲ့သူကိုပဲအအောင်ဆိုင်မယ်တခြားသူတွေကိုအိုက်တော့ခဲပေါ့နော်အဲ့လိုခါလေးဖြစ်ပါတယ် ။နောက်ဆုံးကြောကိုကြည့်ပြီးတော့မှအဲလက်ရှိဆေးကန်ကြပါဘာတွေဖြစ်နေလဲဆိုတော့ကိုကြည့်ကြအောင်။နောက်ဆုံးကြက်ရဆိုရင်လက်ရှိမှာဘာရှိတွေကန်ကြမာတွေဖြစ်နေတယ်ပေါ့နော်။အာတဖူးရတယ်တဖူးရရဲ့အတွက်ကြောက်တဲ့အာတဖူးကတော့ကောင်းဆုံးကြက်ရတော့တာပေါ့နော်။ဒီထဲမှာဆိုရင်တဲ့ကိုရဲ့အခြေကန်ကြမာကအရင်ကိုပျော်ရွှင်နေရတဲ့ကလာတစ်ခုရောက်တဲ့ပျော်နေရတယ်ပေါ့နော်။အချင်းနဲ့ပတ်သက်ပြီးတော့မှစိတ်အမှန်စရာမရှိဘူးစိတ်ညစ်စရာမရှိဘူးအဲ့လိုမျိုး ဝင်နေကြရည်လည်းမရှိဘူးเนาะပြပြရွှေရွှေမဲ့ဖြစ်နေလိမ့်မယ်။ဒါလို့ညတဲ့ meaning တခုကပါလဲဆိုလို့ရှိရင်ပေါ့เนาะအဲ့လိုမျိုး full ဆိုတာကယူရပေါ့ယူရတဲ့ကြအဲ့လိုမျိုးအဲ့လိုတည့်ရမလားအစ်စင်တဲ့ပတ်သက်လာလို့ရှိရင်အဲ့လိုအယူတရလို့ပဲပေါ့เนาะအဲ့လိုမျိုးအအယူအယူတရလို့မျိုးဖြစ်နေတာပေါ့เนาะအယူမူမူဖြစ်နေတာမျိုးဖြစ်တတ်တယ်။ဇုံတရပေါ်မှာအယူမူမူဖြစ်နေတာမျိုးအဲ့လိုဆွဲလန်းနေတာမျိုးပေါ့เนาะအဲ့လိုမျိုးဖြစ်တတ်တယ်။ အဲအဲ့လိုမျိုးလည်းပြောလို့ရရင်နောက်တစ်ခုကကြတော့လည်းပဲပျော်ရွှင်နေရရပေါ့နော်အယူရီအမြဲပျော်နေရဆိုလေဆိုတော့အယူတရလို့ပြောအယူတရရဲ့ပျော်ရွှင်ရတဲ့အတိုင်းပဲပျော်နေရရပေါ့နောက်တစ်ခုကကြတော့ဗာလဲဆိုတော့အဲ့လိုမျိုးယူယူမမိုက်ချစ်တာမျိုးတို့ယူယူမူချစ်တာမျိုးတို့ပေါ့နော်အချင်းနဲ့ပတ်သက်ပြီးကိုတဘောကြရတဲ့သူကိုအရင်ကိုချစ်တယ်အဲချစ်တဲ့အတိုင်းပဲကိုကလည်းအာอืมတခြားဘာမှမတွေ့ဘူးအုံတော့မပါတော့ဘူးပေါ့နော်အုံတော့မပါတော့ဘူးပြောရင်တော့နည်းနည်းရိုင်းမလားမသိအုံတော့မပါဘူးဆိုတဲ့အဲ့လိုမျိုးအာ reality ထက်ပေါ့နော်အဲလက်တွေ့ထက်ကိုကိုရဲ့စိတ်ကံစားချက်ကိုဦးစားပေးပြီးတော့မှအဲ့လိုမျိုးယူမှုချင်နေတာမျိုးပေါ့နော်အဲ့လိုဖြစ်တဲ့တဲ့အအုံနောက်ထပ်စားလို့ရှိရင်ဒီနှလုံးသားကိုပို့ပြီးတော့မှဦးစားပေးနေတဲ့တိုင်မျိုးဖြစ်တဲ့တဲ့ဒါကြောင့်မလို့ကိုကတော့အဲ့လိုယူမှုချင်ပြီးတော့မှအဲ့လိုမျိုးပျော်ရွှင်နေရတယ်ပေါ့နော်ဒါပေမဲ့ကိုခံနေရလားမခံနေရတော့ကိုမသိဘူးပေါ့နော်တခြားအုံနောက်တွေပါရဲ့အုံနောက်နဲ့တွေ့ရတဲ့ကိစ္စတွေတွေ့ချက်တာတွေပါရဲ့စိတ်ဝင်စားတော့ပဲနဲ့ကိုရဲ့ feeling ကိုပဲဦးစားပေးပြီးတော့မှပျော်နေရတယ်ပေါ့နော်အဲ့လိုမျိုးကာလဖြစ်ပါတယ် ဒါပေမဲ့ကိုပြောတာပြောနေရတာပေါ့နော်။ကောင်းလို့ပြောနေရလားဆိုးလို့ပြောနေရလားမသိဘူး။ဒါပေမဲ့ပြောနေရတဲ့ကာလတော့ဖြစ်တယ်။ဘိုးကတစ်ဖက်ဆက်ချက်တာဖြစ်ဖြစ်တစ်ဖက်ကကို့ကိုပဲအမ်အော်နှစ်ဖက်စလုံးချက်တာဖြစ်ဖြစ်ပေါ့နော်။တစ်ဖက်တည်းဖြစ်ဖြစ်အဖေမြားစံရည်ပဲဖြစ်ဖြစ်ပေါ့နော်။ဘလို့ပဲဖြစ်ဖြစ်ပါအာကိုကတော့ချက်နေရရင် ပြီးရောဆိုပြီးတော့မှအေဒီဆက်စံရင်ပေါ့မှာအရန်ကို expectation ပေါ့နော်။မျောလင်းချက်တွေအရန်ထားပြီးတော့မှအရင်တစ်ဖက်တည်းကပဲ affording afford ဆက်နေတယ်မှာတစ်ဖက်တည်းကပဲ အဲ့လိုမျိုးခွားဆိုင်ပြီးတော့အင်အားဆိုင်နေရမှာလည်းဖြစ်တတ်တယ်ပေါ့နော်ဒါကြောင့်မို့တဖူးကတော့ဒီခက်တီထဲမှာအခန်းဆုံးဆိုပေမဲ့လည်းပဲဒီအခြေအနေမှာဆိုရင်တော့တဖူးကိုခုကြည့်ရတဲ့အခုကြည့်ရတဲ့ပုံစံရဆိုလို့ရှိရင်အရင်ကြီး음မမြင်ဘူးပေါ့နော်ဒါတော့ကိုယ့်ရဲ့အဲ energy ပေါ်မူတရားပေါ့နော်ဘလို energy ရှိရတယ်ကိုကိုပြန်ပြီးပေါ့နော်ပထမတစ်ခုကကျတော့အာတပတ်တူပါပြည့်ပြပေါ့နော်ကိုကတော့ချစ်နေရင်ပြီးတော့ဆိုပြီးတော့မှယူယူမှုချစ်တာမျိုးလည်းဖြစ်နိုင်တယ်လို့မျိုးပဲအတူကကျတော့အခုလက်ရှိအခြေအကျကြပါတယ်ပေါ့နော်အခြေအလမ်းကြောင်းပေါ်မှာအာပျော်ရွှင်စွာနဲ့ခြောက်လှမ်းနေရတာမျိုးလည်းဖြစ်တတ်တယ်ပေါ့နော်ပျော်ရွှင်မှုကိုခံစားနေရတဲ့ကာလလည်းဖြစ်တတ်ပါတယ် ဆိုတော့ကောင်းသောနီးနဲ့ပျော်ရွှင်နေရလားဆိုတော့နီးနဲ့ပျော်ရွှင်နေရလားဆိုတော့ကိုယ်ကိုယ်ကမူတည်ပါတယ်ကိုယ်ကိုယ်လိုမျိုးပျော်နေရလဲဆိုတာပေါ့နော်အဲဒါကြောင့်မလို့လက်ရှိမှာတော့ပျော်နေရလားဆိုတော့ပျော်နေရတယ်ပေါ့နော်အဲဒါပေမဲ့ကိုကိုအာကိုခံနေရတာကိုမသိပဲပျော်နေရတာလားဒါမှမဟုတ်လို့ရှိရင်ကိုကတကယ်စစ်မဲ့နဲ့ပျော်ရွှင်မှုနဲ့ပျော်နေရတာဆိုတော့ရှိရပါတော့။ဒါကြောင့်မလို့နည်းနည်းတော့ဂရုစိုက်ဖို့လိုတယ်။တဖူးတွေဟာအမြဲတမ်းပျော်ရွှင်ရတယ်။ဒါပေမဲ့လည်းပဲ तू က careless ဖြစ်တယ်ပေါ့နော်။သူ့ရဲ့ရှင်မကြောက်ရှိရတဲ့အကြောင်း तू က အရှိမကြောက်ရှိနေအောင်မြင်ပေမဲ့လည်းသူကအဲ့ဒီသူလမ်းလျှောက်တော့သူလမ်းလျှောက်နေတဲ့ဟာကိုရက်မသွားဘူးဒါကြောင့်မလို့သူပြောပြီးလမ်းလျှောက်နေတာလေနော်ပြောပြီးလမ်းလျှောက်နေတဲ့အခါကျအဲအရှိမရှိတဲ့အကြောင်းကိုသူမမြင်ရဘူးတော့ကြောင့်ကဘာကိုရောက်နေပြီဆိုပေမဲ့လည်းအရှိရဲ့ကြောင့်ကဘာကိုသူမမြင်ဘဲနဲ့လမ်းလျှောက်ဖို့ပဲစဉ်းစားနေတဲ့အတွက်ကြောင့်ပြောရင်တော့ challenge ဖြစ်တဲ့အဲ တတိလက်လွတ်ဖြစ်နေတယ်ပေါ့နော်တတိလက်လွတ်ဖြစ်နေတဲ့အတွက်ကြောင့်တစ်ခုဟာပျော်ရွှင်ရတာမှန်နေရတယ်ဒါပေမဲ့လည်းပဲအအတိကက်ဖို့လိုတယ်တတိကက်ဖို့လိုတယ်လို့တော့ပြောချင်ပါတယ်အတိကက်ဖို့လိုတယ်တတိကက်ဖို့လိုတယ်အဘောနော်နည်းနည်းလေးပတ်ဝန်းကျင်ကယူဆိုင်ပေါ့နော်ကိုယ့်ရဲ့စိတ်ကံစားချက်ကိုအရင်ဥစားမပေးဘဲနဲ့နည်းနည်းလေးလဲအသူများတွေရဲ့အကြံဉာဏ်တွေသူများတွေရဲ့အသွေးခေါ်တွေကိုလည်းပဲနည်းနည်းလေးပြန်ပြီးတော့မှအကြံဉာဏ်ပြန်တောင်းတာမျိုးစဉ်းစားတာမျိုးလည်းလုပ်ဖို့လိုအပ်တယ်လို့မြင်ပါတယ်ပေါ့နော် တယောက်တည်းပဲဆုံးဖြတ်ပြီးတယောက်တည်းပဲရှောက်ပိုင်းယူစာတက်စားလို့ရှိရင်လူများတည်းရဲ့အကျင့်လူများတည်းရဲ့အယူဆတွေအမြင်တွေလည်းပဲတော်ပြီးတော့မှမေးဖို့အကျင့်တောင်းမှုလည်းလိုလိုထင်ပါတယ်နော်ဒါတဖူးရဲ့ပျော်ရွှင်မှုနဲ့ခက်လက်ဖြစ်တဲ့ဂလူဆိုင်မှုနည်းပါတဲ့အဲအားနည်းချက်လေးတွေကိုပြသွားတာဖြစ်ပါတယ်အိုဘာကိုပြောမယ်ဆိုလို့ရှိရင်တော့အခြေအနေမှာဆိုရင်တော့လက်ရှိမှာကောင်းနေတယ်လို့တော့မြင်တယ်ပေါ့နော်ကောင်းတဲ့ကတ်တွေကြီးပဲကြားပါတယ်အကုန်လုံးကတော့တကယ်ကိုကောင်းတဲ့ကတ်ဒါပေမဲ့ဘာကိုတမြင်လဲဆိုဒီကတ်တွေအရာဆိုလို့ရှိရင်ပေါ့နော်အာဘာမှဆိုကတ်ရဆိုလို့ရှိရင်တော့ အနာဂတ်အတွက်အလိုမျိုးရရှိတဲ့အတီကြဖြစ်တဲ့သစ္စာရေးတကူရရှိမှာမှန်တယ်ပြီးလို့ရှိရင်ပို့ပြီးတော့မှဒီမှာတစ္ဆာတရားနဲ့လူကျင်မှုကိုနားလည်တဲ့လူတယောက်နဲ့ဆုံးတရားဖို့ရှိရဲ့ဂျုံမဟုတ်လို့ရှိရင်လူကျင်မှုနဲ့တစ္ဆာတရားကိုဆုံးတရားဖို့ဂျုံတရားဖို့တစ္ဆာတရားရှိရဲ့လူကိုဂျုံတရားဖို့ဖြစ်နိုင်တယ်လို့မျိုးပဲအဲလက်ရှိဆက်ဆက်ရေးမှာဆိုလို့ရှိရင်ပို့ပြီးတော့မှအဲပို့ပြီးတော့မှခိုင်ပါတယ်ဂတိတွေရတယ်ခိုင်ပါတယ်စစ်စံရေးတခုကိုပြောင်းလဲသွားတယ်မျိုးဖြစ်နိုင်တယ်ပေါ့နော်ပြီးတဲ့ခါကျတော့ကိုယ့်ရဲ့စိတ်ဝင်စားမှုတွေကိုယ့်ရဲ့ အာအောင်ဆိုင်မှုတရားဆိုလို့ရှိရင်ကိုယ်ပေါ်ကြတဲ့ဒီမှာပဲအောင်ဆိုင်ထားတာမျိုးလည်းဖြစ်တတ်တယ်ပေါ့နော်တခြားဟာတွေကိုတိတ်ပြီးတော့နာမမွင်တော့တာမျိုးဖြစ်နိုင်တယ်နောက်တစ်ခုကတဖူးရရတဲ့နောက်ဆုံးမှာကတဖူးရရတဲ့အတွက်ကြောင့်အဲပျော်ရွှင်မှုတော့ခံစားရရတယ်ဒါပေမဲ့လည်းပဲတတိလက်လုံးမနေဘူးတော့လိုရတယ်လို့သူကပြန်ပြီးတော့မှအဲ သတိပေးထားရမျိုးရှိရပါတော့ဆိုတဲ့ကြောင့်ပြောရှင်လေးရတာမှန်တယ်သတိလည်းလုံးမနေဘူးတော့လိုပါတယ်လို့ပြောပါတယ်ဒါအခုလက်ရှိကြုံတွေ့နေရတဲ့အခြေခံကြမ္မာလေးတွေအကြောင်းကိုပြောသွားတာဖြစ်ပါတယ်ပေါ့နော်တကယ်လို့များအခုပြောတဲ့အဲအခုဖတ်ပြရတဲ့အတိုင်းပေါ့နော်မှန်ကန်နေတယ် energy ကရလို့ခံစားရတယ်ဆိုလို့ရှိရင်တော့အာကိုယ့်ရဲ့ personal mail တွေကို Telegram channel ကနေပြီးတော့မှလာပြီးတော့မေးလို့ရပါတယ်အဲ one question ကို2000ချင်းနဲ့3 question ဆိုလို့ရှိရင်အားလုံးနဲ့မှ6ချက်ဆိုပြီးတော့မှ reading တွေကိုဖတ်ပြပါတယ် တကယ်လို့များဗီဒီယိုလေးတွေကိုဆက်ပြီးတော့မှကြည့်ချင်တယ်အ keep in touch ဖြစ်ချင်တယ်ဆိုလို့ရှိရင်တော့ VDD channel လေးကိုပေါ့နော် like and subscribe လုပ်ထားပြီးတော့မှဆက်ပြီးတော့ကြည့်လို့ရပါတယ်အဒီပေးခဲ့ကြတဲ့နောက်ပေးခဲ့ကြတဲ့ reader လေးတွေအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်